ရန်ကုန်တိုင်းလှဲကူးမြို့နယ်ဒရယ်ဘိုးကြီးရွာအုပ်ချုပ်ရေးမှူးရုံးကိုအော်တိုဘားလ18ရက်နေ့ညနေ6နာရီလောက်ကပြင်းအမြင့်မိုင်းတလုံးလက်ပစ်ဘုံနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်မြို့ပြပြောက်ကြားတော်လိုင်းတပ်ဖွဲ့တွေစီကသိရပါဗျ။အဲ့တိုက်ခိုက်မှုအတွင်အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်နဲ့ ပြူစောတီယူနီဖောင်းဝတ်ဆင်ထားသူတယောက်ထိရိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။ပြင်မှတ်ကိုတက်တက်ထိပ်ပြီးအုပ်ချုပ်ရေးမှူးနောက်လိုက်နဲ့ပြူစောတီတယောက်ကတော့လွင့်ဆင်သွားတာကိုတွေ့ရပြီးဒေဖို့များတယ်လို့ရန်ကုန်အာမီမျိုးပြပျောက်ကြားဒေါ်လာရေးတက်ဖွဲ့တာဝန်ရှိသူကပြောပြပါဗျ။ဒါပြင်စစ်ကော်မရှင်ကပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲအတွက်တက်တက်ကြွကြလောက်ကိုင်းနေတဲ့ထောက်တိုင်တွေကိုအခုလိုတိုက်ခိုက်တာဖြစ်ပြီးသတိလဲပေးထားပြီးသားမို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပအဝင်လောက်ကိုင်းနေသူဘသူ့ကိုမဆိုဆက်လက်တိုက်ခိုက်သွားမယ်လို့သူကပြောပါဗျ။ အော်တိုဘားလ15ရက်နေ့ကလည်းမင်္ဂလာတော်မြို့မှာရှိတဲ့အကြံခိုင်ပါတီရုံးကိုလက်ပစ်ပုံးနှလုံးမိုင်းတစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာမှာအကြံခိုင်ပါတီဝင်တချို့အထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့မြို့ပြတော်လိုင်းတပ်ဖွဲ့ဝင်တွေစီကသိရပါပါတယ်ရှင်။